ောက်ထပ်တစ်ကြိမ်ပြန်ရောက်ရှိလာတော့မယ်မြမအမှုပညာအစည်းအုံးတစ်ခုလုံးကိုမျက်နာထားရရွှေကျုံကေပရိသတ်ကြီးတို့ရဲ့မိသားမင်းသမီးတွေရဲ့သားသမီးတွေတူတွေတူမတွေမှာရွှေကျုံကိုဝင်ရောက်ရှင်ပြန်ခွင့်ရှိတယ်ဆိုတဲ့သတ်မှတ်ချပြီးခဲ့တဲ့ကာလတစ်ခုပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။အဲဒါပြင်နေ့စဉ်နေ့တိုင်းမျက်နှာသစ်တရုပ်ဆောင်များကြီးကိုလည်းပေါပေါင်းစီခြင်းတဲ့အတွင်းအမှုပညာမျိုးရိုးနောက်ခံရှိမှရှိဘသူမဆိုလို့လဲစွာရွှေကျုံကိုဝင်ရောက်ရှင်ပြန်ခွင့်ရှိတယ်ဆိုပြီးသတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုမျိုးညညာကြကြမယ်လူငယ်တော်တော်များဝင်ရောက်ရှိပြိုင်လာခဲ့ကြသလိုဒီကောက်ရှိချိုးပြန်ပွဲကြီးကလည်းမကြခင်ခြေတွင်ထပ်မံကျင်းပတော့မယ်လို့ကရမီရောင်နဲ့ကရမီမီတန်နုတို့ကပြောလာခဲ့တာပဲဖြစ်ပါတယ်။သူတို့အနေနဲ့ကတော့လူပညာလိုင်းကျောင်းပေါ်မှာချိန်တော်ကြာအောင်ရှက်တီခဲ့ပြီးသူတွေဖြစ်တဲ့ပြင်ထက်စီကရမီစုကြီးကိုလည်းရရှိထားခဲ့တာကြောင့်ရုပ်ရှင်စီယုံကိုရင်ကကဲဖြက်ဒိုင်းလူကြီးတွေဖြစ်ပါဝင်ထားဖို့ဖိတ်ခေါ်ထားခြင်းခရသူဖြစ်ပါတယ်။ဒီကောက်ရှိချိုးကတော့အရင်ကတည်းကပို့ပြီးခက်ခဲတော့မှဖြစ်တယ်လို့ဒီဇင်ဘာ9ရက်နေ့နောက်ဆုံးထားပြီးတော့ ဖောင်တွေကိုပိတ်တော့မယ်လို့လည်းသိလာရှာပါရယ်။အဲ့ဒါပြင်ရွှေကြုံမှာဝင်ရောက်ရှင်ပြိုင်နိုင်ဖို့ဆိုရင်အလားတရားပြည့်စုံတဲ့နှစ်သားနှစ်သမီးလေးလိုအလားမျိုးတွေလည်းပိုင်ဆိုင်ရမယ်လို့ပြောလာတာကြောင့်ဒီတစ်ခါရွှေကြုံပြန်ဝဲကြီးကတော့တကယ်ကိုမှရှင်ခုံစရာကောင်းနေခဲ့ပါရယ်။ဆိုတော့ပရိသတ်ကြီးလိုလည်းဒီတစ်ခါရွှေကြုံပြန်ဝဲကြီးတွေရခုံတန်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။